ီနေ့တော့ဒီမော့ဆိုမှာ KPLA ကနေဦးဆောင်ပြီးတော့သဆောင်တိုင်းမီပုတ်ပြန်လွတ်တင်ပွဲကျင်းပတဲ့တဲ့င်း Greeny ပြည်နယ်မြို့နယ်၄ခုကအထက်တန်းចောင်းသားចောင်းသူတွေနီနောဖလဲပွဲပြုလုပ်တဲ့တဲ့နဲ့ပခုတ်ခုမှာကုန်ကားတွေကိုငွေတောက်ခံနေတဲ့ရဲတပ်သားတို့ပြစ်တက်ခံရတဲ့တဲ့စရက်ဖက်ရဲ့ FN ရဲ့ဒီနေ့နိုဝင်ဘာလ9ရက်နေ့အတွက်နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ် ရနီပြည်ဒီမော့ဆိုအနောက်ချမ်းတနီးယားမှာဂရနီပြည်လူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတပ်ဦးကလလတရဲ့စစ်ဗျူဟာနစ် KPNA တဲ့ရင်အမတ်၉၄နှစ်၅ကနေဦးဆောင်ပြီးတော့တဆောင်တိုင်းမီဘုတ်ပြန်လူတင်ပွဲကိုမနေ့ကနိုဝင်ဘာလ၄ရက်ညအချိန်မှာကျင်းပပြုလုပ်ခဲ့ကြပါတယ်။ဒါအပြင်မနေ့ကမနေ့ပိုင်းမှာလည်းကလလတစစ်ဗျူဟာနစ်ကနေဦးဆောင်ပြီးတော့ဒီမော့ဆိုအနောက်ချမ်းတနီးယားမှာပုံကထိန်ပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီတဆောင်တိုက်ပွဲအခမ်းအနားကိုကလလတရဲဘော်တွေအပြင်ဒေသခံပြည်သူတွေနဲ့တခြားတပ်ရင်းတပ်ဖွဲ့ကရဲဘော်တွေပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဂရီနီပြည်အတွင်းဂရီနီပြည်ကြားကလအုပ်ချုပ်ရေးကောင်စီ IEC ကတမတ်ထုတ်ပြန်ထားတဲ့မြို့နယ်တွေဖြစ်တဲ့ဟိုယာ၊ကေးလျာ၊ဖုတ်ဘော်ခုဖူဘောစတဲ့မြို့နယ်တွေကအထက်တန်းចောင်းသားចောင်းသူတွေဟာနေရကြနီနိုဖလေပွဲပြုလုပ်ခဲ့တယ်လို့ဂရီနီပြည်လူငယ်များတမကယူကေအက်စ်ဝါရဲ့အသိပေးထုတ်ပြန်ချက်အရသိရပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ30ရက်နေ့31ရက်နေ့တို့မှာပြုလုပ်ခဲ့တဲ့အဲ့ဒီ Nino ဖလှယ်ပွဲကို UKSY ကဥဆောင်ပြီးတော့ Cruise မြို့နယ်တနေရာမှာပြုလုပ်ပေးခဲ့တာဖြစ်ပြီးတော့ပွဲမှာចောင်းသားចောင်းသူတွေအတွက်စကရေလူပွဲပကြီးစစ်တူရင် ပိုလီဘောချင်းလုံးစက်တောင်ကြပန်းအထွေထွေဘဟုတုတစတဲ့အားကစားပြိုင်ပွဲတွေကိုပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။အခုလိုနီနောဖလဲပွဲပြုလုပ်ပေးရခြင်းဟာဂရီနီပြည်မှာရှိတဲ့ကျောင်းပေါင်းစုံလူမျိုးပေါင်းစုံတွေကနေတဆင့်လူငယ်တွေရဲ့ပူးပေါင်းခေါင်းဆောင်မှုရှိလာစေဖို့မျိုးနွယ်စုပေါင်းစုံရှိတဲ့အတွက်ရိုးရာယဉ်ကျေးမှုတွေကိုအပြန်အလှန်ဖလဲနိုင်စေဖို့အတွက်ဖြစ်တယ်လို့လည်းသိရပါတယ်။ မကွေးတိုင်းပခုတ်ခုလေးရင်ကွင်းထိတ်တနေရာမှာကုံကားတွေကိုငွေတောင်းယူနေတဲ့ရဲတပ်သားတို့ကိုတော်လရေးတပ်ပေါင်းစုတွေကပြစ်တက်ခဲ့တယ်လို့စောင်းတန်းရီစတူ PDF ကဒီနေ့မှတင်ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ3ရက်နေ့မနေ့ကင်းပိုင်းမှာစောင်းတန်းရီစတူတပ်ပေါင်းစုရဲ့ရဲဘော်နှုတ်ဦးကနေပြီးတော့စစ်ကော်မရှင်တပ်ရဲ့ယူနီဖောင်းဝတ်စုံကိုဝတ်ဆင်ပြီးကုံကားတွေကိုငွေတောင်းခံနေတဲ့ရဲတပ်သားတို့ကိုပြစ်တက်ခဲ့တာ ဇနီးဖြစ်သူကိုတော့အစပိုင်းမှာဖမ်းဆီးခဲ့ပြီးကိုုံကိုရှိနေတာကိုသိတဲ့အတွက်ပြန်လွတ်ပေးခဲ့တယ်လို့သိရပါတယ်။အစူပါတိုက်ခိုက်မှုကိုစောင်းတန်းရေစကြိုတပ်ပေါင်းစုတွေဖြစ်တဲ့စောင်းတန်းရေစကြို PDF ရေစကြို Revelation Group YRG တောင်းမြင်တော် PDF PKU ပြည်သူ့အာမန် King Cobra နဲ့တောင်းစစ်တယ်လို့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့စောင်းတန်းရေစကြို PDF ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ဒီနေ့နိုဝင်ဘာလ9ရက်ဖက်တဲ့အဖန်ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ရပါကျွန်မအေနီပါရှင်။